ဆော့ကာဟော့ပြည်သူများအားလုံးမင်္ဂလာပါဒီနေ့အောက်တိုဘာလ၄ရက်နေ့ပိုင်းကထိုင်းနိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့159 36ပြိုင်ပွဲကမြန်မာဖိုက်တာ အောင်လအန်ဆန်နဲ့ဆူလင်ဖိုက်တာဇီဗက်စတီယန်ပါတစ္စန်လို့ရဲ့ပွဲစဉ်အကြောင်းကိုတုံ့တက်ပြင်ပြသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်ကိုတုံ့တက်ပြင်ပြသွားမယ်ဆိုပေမဲ့ကျွန်တော်ပွဲစဉ်မှာဘလို့တွေထိုးရဲအောင်လကပါကြောက်အနံ့ရတယ်ဆိုတာဒီထက်ဒီပွဲစဉ်ဟာ ကျွန်တော်တို့မြန်မာဖိုက်တာကြီးအောင်လာအန်ဆန်းရဲ့နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်နေတဲ့အကြောင်းလေးဒီလိုအောင်လာအန်ဆန်းရဲ့နောက်ဆုံးနှုတ်ဆက်ပွဲမှာမြန်မာပြည်သက်တည်းမြန်မာပြည်ရစီလီဘရီတီတွေဒီအာဂါဒါနေပယ်ကပုံကိုယ်တွေကသာနမားတွေဘလို့ဝင်းရံပြီးခဲ့ကြတယ်ဘလောက်ထိစိတ်ဝင်စားခဲ့ကြတယ်ဆိုတဲ့အကြောင်းလေးကိုပြောချင်ပါတယ်ဒါအပြင်ဒီ2014ခုနှစ်တည်းကဝမ်ချန်ပီယံရှစ်မှာကစားသပား 2014ခုနှစ်တည်းကဒီ1 championship မှာတက်တင်ရှင်ပြိုင်ခဲ့တဲ့အောင်လာအန်ဆန်းရဲ့တတိယတာကာလသက်သက်မှုတွေကိုလည်းကျွန်တော်အကျဉ်းချုပ်လေးပြန်လည်တင်ပြပေးခြင်းပါတယ်ကျွန်တော်တို့မကြခနာဆိုသလိုကြာဘူးနေကြစကားလေးတစ်ခုရှိပါဒီတဏိတာရဲ့အလှပဆုံးအချိန်ဟာစီးတာချိန်နဲ့ကျွန်တော်နေဝင်ချိန်လို့တော့မသုံးပါဘူးစီးတာချိန်ဟုတ်ပဲသုံးနေတယ်အဲ့ဒီလိုပဲ အောင်လအဆန်းရဲ့အခုနောက်ဆုံးနှုတ်ဆက်ပွဲအောင်လအဆန်းရဲ့ကစားသမားဘဝစဉ်းစားခြင်းကလည်းသူ့ဘဝမှာသူ့ကစားသမားပတ်တန်တလျှောက်မှာဒီသက်ဒီအတွက်တော့အလှပဆုံးစဉ်းစားခြင်းလေးတစ်ခုကျက်ခဲ့မယ်လို့ယုံကြည်မိပါတယ်ဒီပွဲတင်အတွက်ဆိုရင်ကျွန်တော်ဒီမမာပြည်တဲ့ကမမာယူရလက်ဝိကသာသမားတွေနမကြီးကသာသမားတွေဖြစ်တဲ့ဒီထွန်းတော်မင်းတို့ညီကိုတို့ရေဒီဘန်ကောက်တိသွားပြီးအာဘီ အားပေးကြတာမျိုးတွေတွေ့ရတယ်။နောက်ကျွန်တော်ဒီမီဒီယာဓမ္မအချို့ဘန်ကောက်ထိသွားတယ်။နောက်ဒီအရေးသက်တွေကလည်းဒီပွဲစဉ်ကိုကြည့်ကျင်လုံးလုံးအောင်လားကိုဝန်းရံကျင်လို့အားပေးကျင်လို့ဒီဘန်ကောက်ထိသွားပြီးတော့အခုမနက်ပွဲစဉ်မှာဝန်းရံအားပေးခဲ့တဲ့အရေးသက်တွေလည်းအများကြီးရှိတယ်လို့သိခဲ့ရတယ်။ဒီထိုင်းရောက်မြန်မာတွေကတော့မပြောနဲ့တော့ဘောနော်ဒီအခုကျင်းပခဲ့တဲ့ ဒီကစားပွဲထဲမှာဆိုရင်ပြည်သက်တွေပြည့်ရှန့်နေတာကိုတွေ့ရလိမ့်မယ်အခြားပွဲတွေအခြားတွဲဆိုင်တွေပွဲကောင်းတွေပါတယ်ဆိုပေမဲ့ကျွန်တော်စိတ်ချင်ရပြောရရင်ဂျုံနေရောက်နေတဲ့ပြည်သက်အများစုသည်ကျွန်တော်တို့ရဲ့မြန်မာဖိုက်တာကြီးအောင်လအန်ဆန်းကိုလာရောက်ဝင်းရံအားပေးကြတာလို့ကျွန်တော်ယုံကြည်မိဒီဘရိုနီကာရိုးဆိုတဲ့ဒီပတရားကနေပြီးတော့ဒီဘန်ကောက်ကိုဆင်းလာတယ်ဒီကျွန်တော်တို့ရဲ့ချန်ပီယံဟောင်းကြီးကို ဝန်ရံအားပေးခဲ့ကြတယ်။ဒီပွဲစဉ်နဲ့ပတ်သက်လို့ဒီအောင်လာအနေနဲ့လည်းတိတိတခြားခြားကိုအာရုံစိုက်ပြီးပြင်ဆင်ထားဖို့ညားတယ်။အတိလို့ကျွန်တော်ဘာကြောင့်ပြောရလဲဆိုရင်သူအောင်လာနောက်ဆုံးထိုးခဲ့တာဒီကရက်ဖေဖာရီလာမှာဒီရှမေးအာဒိုဂန်နဲ့ထိုးခဲ့တယ်။ Light heavyweight ပွဲစဉ်။ Light heavyweight ပွဲစဉ်ထိုးခဲ့စဉ်ကတော့အောင်လာသည်ဝိတ်ကျော်နေတယ်။ဝိတ်ပိုနေတယ်။ Hydration တက်လည်းမအောင်ခဲ့ဘူး။ ဒီ hydration တက်ကော weight ကိုနှစ်ခုလုံးသူမအောင်ခဲ့ဘူးအခုပွဲစဉ်က middle weight ဒီအသက်40အရွယ်ကဒါနမလေးရောက်အတွက် light heavy weight တက်စာရင် middle weight မှာ weight ချရတာဟုတ်ကဲ့ဒါကတော့ရိုးရှင်းတဲ့ဟို theory ဒီခုပဲဒါပေမဲ့လည်းအောင်လအန်ဆန်ကအခုပွဲကိုဘယ်လောက်ထိသူအာရုံစိုက်လဲဆိုတာကိုကျွန်တော်တို့စေးစစ် weight ချိန်လေးမှာဒီပဲတွေ့ခဲ့ရတယ်ဒီ middle weight တက်အတွက်ဒီ cardistan နဲ့သူ chimpanzee နဲ့ပွဲစဉ်အတွက်အောင်လအန်ဆန်က ဝေးရတယ် vibration တက်တယ်အောင်မြင်ခဲ့တယ်တေချာကတေချာတာကတော့ဒီအောင်နာဒီအခုပွဲစဉ်အတွက်ခါတိုင်းပွဲစဉ်တွေထက်ကိုပိုပြီးအယုံစားပြင်ဆင်ခဲ့တယ်လို့ယူဆမိတယ်ဒါပွဲစဉ်ပေါ်ဒီအောင်လာရဲ့ပြင်ဆင်မှုအပိုင်းသူ့ရဲ့အယုံစိုက်မှုအပိုင်းလေးတွေကိုဒီကျွန်တော်အမြင်အားနေပြောကြည့်တာနောက်တစ်ခုကအောင်လန်းကဒီပွဲမတိုက်ခင်မှာအင်တာဗျူးလေးတစ်ခုလုပ်တယ် BBC နဲ့ အဲ့မှာသူပြောခဲ့တဲ့ဟာဒီတဲ့မှာကျွန်တော်နည်းနည်းလေးအမှတ်တရဖြစ်မိတာမှတ်မှတ်ရရဖြစ်မိတာလေးတခုပါတယ်အဲ့ဒါပါလဲဆိုတော့သူ့ရဲ့နောက်ဆုံးပွဲတွေမှာပြိတ္တတီကို surprise တိုင်းမှာအာတင့်စရာ plan တခုရှိတယ်အစီအစဉ်တခုရှိတယ်အဲ့ဒါကိုဝင်နေကြရအောင်ကြည့်ပါလို့သူပြောသွားတာလို့လေတွေ့ရတယ်ကျွန်တော်လည်းတကယ်စိတ်ဝင်စားမိတယ်ဘာများလုပ်ကြမလဲဘာအစီအစဉ်နေစီစဉ်ထားလဲပေါ့နော် 哦 online ပွဲထွက်လာတဲ့အချိန်မှာပဲဝင်းလင်းကိုဝင်လာတဲ့အချိန်မှာပဲဝိုင်းဘောတက်မဲ့အချိန်မှာပဲ online ပြောတဲ့အစီအစဉ်လေးကိုတွေ့လိုက်ရတယ် online သူရှင်ပြိုင်တဲ့ပွဲစဉ်တိုင်းမှာဝင်းလင်းဝင်လာလို့ရှိရင်အမဲလိုက်ကအချင်းကိုခွင့်ပြီးတော့ဝင်လာလေးရှိတယ်ဘုပွဲစဉ်မှာတော့အချင်းခွင့်ရုံနေမဟုတ်ပါဘူးဒီအမဲလိုက်ကအချင်းရဲ့ဒီဆိုရှင်ကျွန်တော်တို့မြန်မာရောကာကြီး လေးဖြူကိုတိုင်းအောင်လာရှိရနေဝင်ရပြီးကိုတိုင်းဆိုပြီးတော့ဝင်နေဟုဝင်လာတာတွေ့ရပါတယ်ဒါကကျွန်တော်လည်းအံ့ဩမိတယ်ဒီလိုလုံးပြလိမ့်မယ်လုံးဖို့စီစဉ်လာတယ်လို့လည်းမထင်ရမိဘူးဒီယုံထဲမှာရှိတဲ့ပြည်သက်တွေအားလုံးလည်းအံ့ဩကြမယ်တဲ့ဒီလိမ့်ဖြူကဝဲလိုက်ကောင်းဆိုတယ်ဒီယုံလုံးကလည်းနောက်ကလိုက်ဆို ဟိုပြောရမယ်ဆိုဒီ15ဒီ15နဲ့တဒီစစ်ကအခြားသော project ချိုင်းတို့ကြောက်စူရိုင်းတို့ခွန်တော်ဓာရီတို့ခြားတခြားသောနာမည်ရှိပြီးသားကစားသမားတွေပါပေမဲ့ကျွန်တော်အမြင်ကတော့အောင်လာရဲ့ပွဲဖြစ်သွားတယ်။တီယုံလုံးကလည်းအောင်လာပွဲထွက်လာတဲ့ချိန်မှာကြွတ်တက်လာတကယ်ကိုပွဲစီပါတယ်။နောက်ဆုံးဒီ main event ခေါင်းဝဲထိုးရတဲ့ project ချိုင်းနဲ့ဒိုင်ဘာလာပွဲထက် အောင်လာနဲ့ကတက်စတန်ပွဲသည်ပြည်သက်တည်းကြီးကျင်ခဲ့တယ်လို့ကျွန်တော်ခံစားမိပါတယ်။ဒါကျွန်တော်အမြင်ပေါ့နော်။ဒီပြည်သက်ဘက်ကလည်းတာဝန်ကျခဲ့တယ်လို့အောင်လာကလည်းဒီပွဲတွေမှာတာဝန်ကျတယ်။ဦးမနေနေပြောရမယ်ဆိုရင်ဒီပွဲတွေတော့ကျွန်တော်စိုးရိမ်စိတ်ဝင်ခဲ့မိတယ်။ဘာကြောင့်လဲဆိုတော့ CSTN ကတက်စတန်ရဲ့ကစားပွဲလေးတွေကိုကျွန်တော်ကြည့်ခဲ့ဘူးတယ်။ကြည့်တော့ဒီဒီဆူရင်ပလေယာတွေ စတန်ဖိုက်ကိုအားပြုတယ်အောင်လာလည်းစတန်ဖိုက်ကသားမှာဒီစတန်ဖိုက်ကိုအားပြုတဲ့နေရာမှာဒီဝက်စတီယန်ရဲ့ပါဝါတွေပြင်းပြမှုတွေကအောင်လာအတွက်ခက်ခဲမှဖြစ်လာနိုင်မလားလို့ကျွန်တော်စိုးရိမ်ပူပန်မိခဲ့တယ်ဒါပေမဲ့လည်းပထမအချီစပြီဆိုတာနဲ့ဒီပထမအချီစပြီတိတ်မကြခင်မှာပဲကျွန်တော်အောင်လာအပေါ်မှာစိုးရိမ်ပြီးတဲ့စိုးရိမ်စိတ်တွေပျောက်သွားပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီကစားသမားနှစ်ယောက်စတဖိုက်ချင်းရှင်တဲ့နေရာမှာကတက်စတန်ကအောင်လာဦးဘူးမှဒူပေါက်ဖို့မလွယ်တော့ဘူးမတော်ချီမတော်လက်တာမထိခဲ့ရင်အောင်လာဒီဘွဲမှာအခြေအနေကောင်းပြီဆိုတဲ့ခံစားချက်မျိုးကိုဝယ်ကြည့်နေရင်းနဲ့ခံစားရတယ်။ဘာကြောင့်လဲဆိုတော့ဒီ light heavyweight middle weight မှာပုံမှန်ထိုးနေကြအောင်လာကပါဝါပိုင်းမှာသာလေ။နောက်ပြီးတော့ stand fight ဒီစနစ်ပိုင်းမှာလည်း ကွာတယ်လို့ကျွန်တော်မြင်မိတယ်။ဒီစနစ်ပိုင်းကွာဟာမှုရှိတယ်လို့ဘာဝဘိုင်းမှာလည်းအောင်လာတာလေ။အဲ့တော့ဒီ step fight ခြင်းပဲရှင်ထိုးရင်တော့မှဒုတိယချီတို့မဟုတ်တတိယချီအစောပိုင်းလောက်မှာတယ်။ပွဲပြတ်သွားမယ်လို့ကျွန်တော်ထင်ခဲ့မိတယ်။ဒီဒီဗက်စတီယန်ဘတ်ဒက်စတောင်းကြည့်တော့တယ်သူကနောက်ဆုံးထိုးခဲ့တာ2023မှာထိုးတယ်သူရဲ့ဖီဇီကယ်ဘိုင်းရောမန်တယ်ဘိုင်းရောအကောင်းဆုံးအနေထားတွေကို တွေ့ရတယ်။အဲဒီ2023လောကဒီအောင်လာဟာဒီ KO fighter နဲ့ထိုးပြီးတော့ဒီ Sebastian Carter ကဒီ Robert Do သို့တော့ဆိုတဲ့ပထမဦးအနိုင်ယူခဲ့တဲ့ပွဲစဉ်။ဒါပေမဲ့အဲဒီ2023ကနေအခု2025ဆယ်လပိုင်းဂျာကာလာအတွင်းမှာဝမ်းမှာ Carter ပွဲဝေးသွားတယ်။ပွဲဝေးသွားပြီးတော့ဒီနှစ်နှစ်ကျော်ဒါနှစ်နှစ်ဝင်ကျင်ကာလအတွင်းမှာသူ့အခုပထမဆုံးပြန်တွေးလိုက်ရတဲ့အချိန်မှာ သူရဲ့အရင်လိုအနေထားမျိုးကိုတော့ကျွန်တော်တို့မတွေ့ရတော့ဘူးဒါကတော့ကိုယ်မလည်းလည်းပြောတာသူတင်လိုက်တဲ့ weight ကသူခဏကောင်ကစီဘိုးလေးဖြစ်ပဲကျွန်တော်တို့တွေ့ရတယ်အရင်လိုမျိုးကြွက်သားတွေနဲ့ဒီ front ဆင်းနေတဲ့အနေထားမျိုးတိတ်မတွေ့ရတော့ဘူးဒါကတော့သူရဲ့ဟိုတပိုင်းပေါ့နော်အော်အဲ့ဒီအတွက်လည်းကျွန်တော်အနေနဲ့ဒီပထမအကြီးစထွက်ပြီးစထိုးပြီးမကြခင်ပါဘူးခုနပြောသလိုအောင်လာအတွက်ကျွန်တော်စိုးရင်စိတ်တွေရှော်သွားတယ်ပထမအကြီးမှာအောင်လာတာခဲ့တယ်ဒါပေမဲ့အကဲဆန်းအကြီးဖြစ်တဲ့အတွက် အရင်တက်တက်တသားကြီးတာတယ်လို့တော့မပြောနိုင်သေးဘူးသို့တော့ဒုတိယအချိန်မှာကျတော့တည်တာသွားပြီလက်တိချင်းဆိုင်လက်တိချင်းရှင်ထိုးတဲ့အချိန်လေးပြိုင်ထိုးတဲ့အချိန်မှာအောင်လာဒီစနစ်ပိုင်းကိုကောင်းတာကိုတွေ့ရတယ်လို့စီဗက်စတီယန်ကတ်တစတန်ရဲ့ဒီဝိုင်လက်သီးလေးကလည်းအောင်လာတို့မပေါက်ခဲ့တော့ပါဝါပိုင်းပွာလာတယ်လေပါတယ်အဲ့ဒါနဲ့ဒီအလုံးနဲ့ကြည့်ပြီးသားဆိုကျွန်တော်အသေးစိတ်တော့မပြောတော့ပါဘူးဒီဒုတိယကြည့်ပါတယ်အောင်လာကဒီကတ်တစတန်ကိုအနိုင်ယူလိုက်တယ် အောင်လာနိုင်လိုက်ပြီကျွန်တော်တို့မျှော်လင့်တာကလည်းဘယ်လိုပဲနိုင်နိုင်ဒီပွဲသည်ဟူအောင်လာကိုနိုင်သိချင်တယ်။ဘာကြောင့်လဲဆိုတော့ဒီပွဲသည်အောင်လာရဲ့နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်နေတယ်။လာလာပပပျော်ပျော်ရှင်ရှင်နဲ့ဆုံးသက်သိချင်တယ်။ဒါကျွန်တော်စိတ်ထဲမှာရှိတဲ့တန်ကကျွန်တော်လိုပဲပြည်သက်ဒီအားလုံးကလည်းဒီလိုပဲဆန္ဒရှိမယ်လို့ထင်ရတယ်။ဒီပွဲသည်မှာအောင်လာကြီးအနိုင်ရတယ်အနိုင်ရတဲ့အပြင်ဒီအနိုင်ဘောနဲ့ဒီဒေါ်လာ9000လင်းရှားလိုက်တယ်။ ားလိုက်ပြီးတော့ဒီသူပြည်သက်ကိုကျေနွနေတဲ့ခါလေးပြောတယ်ပြောတဲ့အချိန်မှာကျွန်တော်ဗာလေးတစ်ခုသွားပြီးတော့စိတ်ထဲမှာနင်းနေအောင်ခံစားလိုက်ရတယ်ဆိုတော့ဒီအောင်လာသူဝန်တိုက်လေးတစ်စုံလုံးကိုသူချွတ်လိုက်တယ်ချွတ်ပြီးတော့ဂျိုးဝိုင်းထဲမှာထားလိုက်တယ်အဲ့အချိန်မှာဒိဗေကကျွန်တော်နားလေလိုက်တာဒီ1 championship စင်မြင့်တက MMA ကဒါသမဘဝကို အောင်လားအဆုံးသက်လိုက်ပြီဆိုတဲ့ဟာကိုသူ့အမူအရာနဲ့ကြားလိုက်တာလို့ငားလဲရတယ်တကယ်တမ်းလည်းသူ2014ရနေစလာတဲ့ဒီဝမ်ချက်မြချက်ကကသာသမားဘွားအခုပွဲတွေမှာပဲပြီးဆုံးသွားလဲပါပြီအခြားသားအခြားတော့ဒီဝမ်ချက်မြချက်ကချန်ပီယံဟောင်းနေအောင်လားလို့အဆုံးသက်မလားတဲ့ကသာသမားတွေလည်းအများကြီးရှိပါတယ်အတိမာမှာကျွန်တော်တို့ရဲ့မြန်မာဖိုက်တာအောင်လာကပြည်သက်တီရော့ရှင်မှုရအောင် ပိတ်ကျင်မှုပြီးနိုင်တဲ့နိုင်ပွဲတစ်ပွဲနဲ့တူနှုတ်ဆက်သွားပါတယ်အဲ့ဒီအတွက်လည်းအောင်လကိုကျွန်တော်တို့ဒီအနေနဲ့အမှတ်ရနိုင်မှာဖြစ်တယ်လို့ဒီသူ့ရဲ့စွမ်းဆောင်မှုတွေအတွက်လည်းခုံယူနေပြီဒီနောက်ဆုံးအခုထိုးခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးဒီကျွန်တော်စိတ်ထဲမှာဖြစ်နေတဲ့ကျက်ခဲ့တဲ့ခံစားချက်လေးတခုရှိတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအတွက်အောင်လာက ပျော်ရွှင်မှုတွေအများကြီးရှင်ဆောင်ပေးခဲ့ပါတယ်။ကျွန်တော်တို့မြန်မာပြည်သက်တွေအားလုံးအတွက်အောင်လာသည်ဘုံယူစရာအခိုက်အတန့်တွေအများကြီးကိုဝမ်းဆင်နေထက်မှာကမ္ဘာမှာရှိတဲ့လောကရဲ့အလေးနက်ထားရတဲ့ပြိုင်ပွဲတစ်ခုရဲ့ဆင်နေထက်မှာလှုပ်ဆောင်ပြခဲ့ပါတယ်။ကျွန်တော်တို့အပြော်တွေပေးခဲ့တယ်ဘုံယူစရာကောင်းတဲ့အခိုက်အတန့်တွေဖန်ပြခဲ့တယ်။ထို့နည်းတူသွားပါပဲ။အောင်လား ကလည်းသူ့ရဲ့နောက်ဆုံးပွဲစဉ်မှာနီတနိတာရဲ့အနာပသောအချိန်ကိုပြောရမယ်စီးကချိန်ရဲ့တောက်ပလှပမှုလိုမျိုးဂုံစရာကောင်းတဲ့ပျော်ရွှင်စရာကောင်းတဲ့ဘယ်တော့မှမင်းနိုင်မှာမဟုတ်တဲ့လှပတဲ့အောင်ပွဲနဲ့ဒီအဆုံးသက်သာရတယ်လို့ကျွန်တော်ကတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပြောချင်ပါတယ်ဒီကျွန်တော်တို့ဆော့ဘာဟောက်ပြီးသက်တဲ့အနေနဲ့လည်း ကျွန်တော်တို့ရဲ့မြန်မာဖိုက်တာကြီးအောင်လာအတွက်တခုခုဒီ post အောင်မှာ comment လေးမှန်းခဲ့ပြီပါကျွန်တော်အနေနဲ့လည်းကျွန်တော်ရိုက်ကူးခဲ့တဲ့ post တိုင်းမှာ post တိုင်းလိုလိုမှာပြည်သက်တွေရဲ့ comment တွေကိုအလေးနက်ထားပါတယ်အများတန်းလည်းဖတ်ရှုပါတယ်ဒီပြည်သက်တွေရဲ့အကြံပေးချက်ဒီအပေါ်မှာအတွက်လည်းကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်